သူဟာမင်္ဂလာဆောင်ဓပုံရဲ့လိုဝက်ချက်ကိုရုတ်တရက်ရှာဖွေတွေ့ရှိခဲ့တယ်။သူဇနီးရဲ့လက်နှချောင်းကခောက်ထားတဲ့ပုံဖြစ်နေပြီ။ဒါဟာသူတို့ရဲ့အိမ်တော်ကြီးဟာတရားဝင်မှုမရှိဘူးဆိုတာဆိုလိုတာပါ။နောက်တနေ့မှာ Truman ဟာပုံမှန်အတိုင်းဆက်ပြီးတော့ဟန်ဆောင်ပြီးတော့နစ်ပေါင်းများစွာသူ့နားမှာရှိနေတဲ့ဒီအမျိုးသမီးကိုဘာတွေဖုံးကွယ်ထားတယ်လဲဆိုတာစောင့်ကြည့်နေပါတော့တယ်။ဇနီးတွေအလုတ်လုတ်ရစီးုံကိုသူ့ကားနဲ့တိတ်တိတ်ဆိတ်လေးလိုက်သွားခဲ့ပြီးမယ်။တူနာပြုတ်တွေဝီချင်းနဲ့လူနာတွေ စည်းရထားတွန်းနဲ့ဝန်ထမ်းတွေရဲ့ပိတ်ဆို့မှုတွေကိုအကြိမ်ကြိမ်ခံရပါတယ်။နောက်ဆုံးတော့ခွဲစိတ်ခံရောက်သွားတဲ့ချိန်မှာသူ့ကိုစောက်ကြိုနေတာကတရုတ်ဆောင်ချက်တိတ်ညံ့တဲ့ပြဝတ်တစ်ခုပါပဲ။မိစေပေးထားတဲ့လူနာဟာခွဲစိတ်ဖို့လှုပ်တော့မတက်ထားလိုက်တာကိုထရူမန်ကတွေ့လိုက်ရပါတယ်။အမန်တော့ထရူမန်ဟာရုတ်တံအစီအစဉ်တစ်ခုရဲ့ဇက်လိုက်ဖြစ်ပြီးဝေးကလေးကစတူဒီယိုကျွန်းတစ်ခုမှာနေထိုင်နေသူပါ။လမ်းမီတိုင်နဲ့ကမ်းခြေနဲ့သမုတ်တရားတွေအလုံးဟာရိုက်ကူးရေးအတွက်ပြင်ဆင်ထားတဲ့ပစ္စည်းတွေဖြစ်ပြီ ူးရဲ့နေ့စဉ်ဘဝကိုကင်မရာ9000ကျော်ကအချိန်နဲ့တပြေးညီထုတ်လွှင့်နေတာဖြစ်ပါတယ်။အသက်30ရှိတဲ့အထိသူလုံးဝမတိခဲ့ရတဲ့အဲဒီတခါတော့မိုးပေါ်ကနေကင်မရာမီးတစ်ခု Truman နားကိုပြုတ်ကျလာခဲ့ပါတယ်။ Sarius လို့တစိုက်ကထားတဲ့မီးသီးကိုကြည့်ပြီးသူအံ့ဩတကြီးမော့ကြည့်ခဲ့ပေမဲ့ရေဒီယိုကလေရင် အစိပ်ပိုင်းပြုတ်ကျတယ်ဆိုတော့တရင်ထုတ်လွှင့်ပေးလိုက်တာကြောင့်သူ့ရဲ့တန်ရာကခိတ္တပြောက်သွားပါတယ် ကင်မရာတွေရဲ့စောက်ကြည့်မှုအောက်မှာရှိနေပေမဲ့ဖူးမန်းမှာလည်းသူ့ရဲ့လိုအပ်ချက်ရှိပါတယ်။သူကုမ္ပဏီကိုရောက်တိုင်း PG လို့ခေါ်တဲ့နေရာတစ်ခုနဲ့ဆီလ်ဗီယာလို့ခေါ်တဲ့အမျိုးသမီးတူဦးကိုဘုန်းကော်ကိုတိုးစားနေခဲ့ပါတယ်။တကယ်တော့ဆီလ်ဗီယာကောလိပ်တက်တုန်းကသူချစ်မိနေခဲ့တဲ့မိန်းကလေးတူဦးပါ။သူမရဲ့မျက်လုံးတွေဟာထူးခြားတဲ့အတိတ်ပဲရှိနေတာကြောင့်မဂ္ဂဇင်းတွေထဲမှာဆီလ်ဗီယာနဲ့မျက်လုံးချင်းဆင်တူတဲ့မော်ဒယ်တွေရဲ့မျက်လုံးပုံတွေကိုတိတ်တခိုးဖျဲယူစုဆောင်းနေခဲ့ပါတယ်။ ငယ်ချင်းကလေးကပင်လေရက်ချာကကဘာမြေကြီးကိုစူးစမ်းကျင်တဲ့ချူမန်းကိုတားဆီးဖို့ဒရိုက်တာဟာသူ့ဖခင်ကိုရေပြင်ထဲခေါ်သွားပြီးမုံတိုင်းနဲ့အတူလေမောက်တဲ့မြင်ကွင်းကိုဖန်တီးခဲ့ပါတယ်။ဒီလိုနဲ့ဖခင်ဆုံးပါတာကိုမြင်လိုက်ရတဲ့ချူမန်းဟာပင်လေကိုကြောက်တဲ့စိတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါဟာသူ့ကိုစတူဒီယိုကနေမထွက်သွားနိုင်အောင်လုပ်ထားတဲ့အစီအစဉ်ဖွဲ့ရဲ့စံတက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒရိုက်တာဟာအားလုံးပုံမှန်ဖြစ်သွားပြီလို့ထင်နေချိန်မှာ ရင်းနှီးပေမဲ့မရင်းနှီးတဲ့ပုံရိပ်တစ်ခုကြောင့်ထရူမန်ဟာခြေလန်းနေရက်တန့်သွားခဲ့ရပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစုံပါသွားပြီလို့ထင်ရတဲ့တူဖခင်ကိုလမ်းမပေါ်မှာမြင်လိုက်ရတာပဲဖြစ်ပါတယ်စကားတစ်ခုမှမပြောရခင် ဖခင်ပြစ်သူကိုဝန်ထမ်းတွေကအတင်းကျပ်ခေါ်ဆောင်သွားတာကို မြင်လိုက်ရတဲ့အခါသူ့ရဲ့တဏှာစိတ်ဟာလုံးဝအတီဖြစ်သွားပါတော့တယ်သူမြင်ခဲ့ရတဲ့အဖြစ်အပျက်တွေကိုမိခင်ပြစ်သူကိုပြန်ပြောပြတဲ့အခါမှာ မိခင်ဖြစ်သူဟာဒါကထင်းရောင်ထေမားဖြစ်တာပါဆိုပြီးတော့သူ့ရဲ့အကြောင်းအရာကိုငင်းဆန်ခဲ့ပါတယ်။ဆွေတာလေးတစ်ခုကိုတွေးတဲ့အခါမှာသူ့ចောင်းသားဘဝတုန်းကကြိုက်နေတက်ခဲ့တဲ့ကောင်မလေးတယောက်အကြောင်းကိုတတိယသွားပါသူတို့နှစ်ယောက်ကအပြန်အလှန်စိတ်ဝင်စားကြပေမဲ့ရုပ်ရှင်ရဲ့ဖွဲ့ကသူတို့နှစ်ယောက်ကိုနီးအမျိုးမျိုးနဲ့လွဲချော်အောင်လှုပ်ဆောင်ပါတယ်။အဲ့တော့ကောင်မလေးကသူ့ကိုကင်မရာတွေနဲ့ဝေးရနေရကိုခေါ်ဆောင်သွားပါတယ်။နောက်တော့သူတို့အနာကိုကားတစ်စီးကရောက်လာပြီးတော့ကောင်မလေးရဲ့အဖေကသူ့ကိုခေါ်ဆောင်သွားပါတယ်။ ကမာရီကသူ့ကိုနောက်ဆုံးတစ်ချိန်အနေနဲ့ဒီနေရာကနေလွတ်မြောက်အောင်ထွက်သွားဖို့အတွက်တတိပေးလိုက်ပါတယ်။နောက်တော့ Truman ဟာသူ့ရဲ့ပတ်ဝန်းကျင်ကိုတဖြည်းဖြည်းအာယုံဆိုင်ပြီးတော့တတိထားမိလာတယ်။သူဟာတခုခုလုံနေတဲ့ပုံစံဟန်ဆောင်ပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုစားတင်လေ့လာပါတော့တယ်။မနေ့ကလှုပ်ခဲ့တဲ့ ပုံစံအတိုင်းထက်ခါတလဲလဲလုံနေတာကိုတွေ့ရပါတယ်။နောက်တော့သူငငယ်ကလေးကပေါင်းလာတဲ့သူ့ရဲ့ငယ်တငယ်ချင်းစီတွားပြီးတော့ Fiji Island ကိုတွားခြင်းကြောင့်ကိုပြောပြတယ်။ ဒါပေမဲ့သူ့ရဲ့တငယ်ချင်းဟာဒါကိုအကြောင်းမျိုးမျိုးပြပြီးငင်းဆန်ပါတယ်။သူ့ရဲ့ငယ်တငယ်ချင်းဟာလည်းတရုတ်ဆောင်တယောက်ဆိုတာသူသိတဲ့အတွက်သူ့ရဲ့အကြံဉာဏ်တွေကိုလည်းသူကနားမထောင်တော့ပါဘူး။ဒရိုက်တာကဒီအခြေအနေကိုပြောင်းလဲဖို့အတွက်သူ့ရဲ့အမေနဲ့သူ့ရဲ့မိန်းမကိုသူ့ရဲ့ဘဝဇက်ကြောင်းကိုပြန်လည်ပြောပြခိုင်းပြီးတော့သူ့ရဲ့ခံစားချက်ကိုပြောင်းလဲအောင်လှုပ်ဆောင်ပါတယ်။ဒါပေမဲ့သူ့မျက်စိမှာမြင်တွေ့နေရတဲ့အရာတစ်ခုမှသူမယုံကြည်တော့ပါဘူး။သူ့မိန်းမရဲ့လိုအပ်ချက်ကိုလည်းသူတိသွားပါတယ်။ ရှူမန်ကဆီလ်ဗီယာကိုရှာဖို့အတွက်ဆုံးဖြတ်လိုက်တယ်။အဲ့တော့သူကလေရင်လက်မှတ်အကြောင်းစုံစမ်းတဲ့အခါမှာလည်းအဆင်မပြေခဲ့ပါဘူး။ဒါပေမဲ့သူကလက်မလျှော့ခဲ့ဘူး။ဘတ်စကာဂိတ်ကိုတွားပြီးတော့ကားနဲ့တွားဖို့အတွက်သူစူးစမ်းခဲ့တယ်။ဒါပေမဲ့ကားကပြတ်သွားတဲ့အတွက်ခရီးတယ်ဒီအားလုံးကိုကားပေါ်ကနေအမြန်ပြန်ဆင်းခိုင်းပါတယ်။နောက်ဆုံးသူဟာမရတော့တဲ့အစုံသူ့ရဲ့အိမ်မှာရှိတဲ့ကားနဲ့တွားဖို့အတွက်စူးစမ်းပါတယ်။ပြီးတော့သူ့ရဲ့မိမကိုကားထဲကိုခေါ်ဆောင်သွားပါတယ်။ သူဟာကားနဲ့ထွက်ဖို့ကြိုးစားနေတဲ့အချိန်မှာတီဗီအစီအစဉ်ကလူတွေကသူ့သွားမဲ့လမ်းကိုကားတွေအများကြီးတားပြီးတော့ပိတ်ပလိုက်ပါလေ။နောက်တော့တီဗီအစီအစဉ်ကသူ့သွားမဲ့လမ်းအရှိမှာနျူကလ িয়ার ရေဒီယေးရှင်းဖြစ်နေတယ်ဆိုတော့ခေါင်းစဉ်နဲ့လမ်းပိတ်လိုက်ပါလေ။အဲ့တော့ရှူးမန်ဟာသူဟာကားနဲ့သွားလို့မရတဲ့အခါမှာသူကကားအပြင်ထွက်ပြီးတော့ဒီတိုင်းပဲထွက်ပြေးခဲ့ပါလေ။ဒါပေမဲ့သူ့ကိုအနောက်ကနေလူတွေကလိုက်ဖမ်းလိုက်တဲ့အခါမှာမိသွားတယ်။ သူ့ရဲ့မိမကပါသူ့ကိုလိန်ညာနေရဆိုတာကိုသိလိုက်ရတယ်။ပြီးတော့သူငငယ်လေးတည်းကပေါင်းလာတဲ့သူ့ရဲ့တငယ်ချင်းကပါလိန်ညာနေတာသိရတဲ့အတွက်သူဟာစိတ်မကောင်းဖြစ်နေပါ။အဲဒီအခါမှာဒရိုက်တာကချူမန်အတွက်သူ့ရဲ့အဖေကိုပြန်ပြီးတော့ခေါ်လာပေးလိုက်ပါတယ်။သူ့ရဲ့အဖေပြန်ရောက်လာတာဖြစ်တဲ့အတွက်ချူမန်ကအယံကိုပျော်ပြီးတော့သူ့ရဲ့အဖေကိုပွေဖက်လိုက်ပါတယ်။ဒီလိုလှုပ်လိုက်တာချူမန်ရဲ့စိတ်ချုပ်ထွေးနေတဲ့အခြေအနေကိုပုံမှန်ပြန်ဖြစ်သွားအောင်ဖန်တီးလိုက်တာဆိုပြီးတော့ TV show အစီအစဉ် interview မှာ writer ကရှင်းပြပေးပါတယ်။ဒါပေမဲ့ writer ကလူတယောက်ရဲ့ဘဝကိုလိမ်လည်လက်ပြားနေတာဆိုပြီးတော့ရောဒါရဂျီနဲ့ Sylvia ပြောဆိုလိုက်ပါပြီးတော့ Sylvia ဟာ Truman ကိုဒီလိုအတူရောင်အခြေအနေကနေလွမြောက်စေချင်ခဲ့ပါတယ်။နောက်တော့ Truman ရဲ့စိတ်အခြေအနေကပုံမှန်ပြန်ဖြစ်သွားပြီးတော့ပုံမှန်တိုင်းအလုတ်သွားတယ်အလုတ်ပြန်တယ်ဒီလိုနဲ့ပျော်ရှင်စွာဘဝကိုဖြတ်တန်းနေခဲ့ပါတယ်။ဒါပေမဲ့ Truman ရဲ့စိတ်ထဲမှာတော့ကြိုတင်စီစဉ်ပြီးတဲ့အရာတစ်ခုရှိပါတယ် ထရူမန်ရဲ့စိတ်အခြေအနေကပုံမှန်ပြန်ဖြစ်သွားပြီလို့ထင်ရပေမယ့်ထရူမန်ကသူ့ရဲ့လွန်မြောက်မှုကိုစတင်ဖို့ကြိုးစားလာခဲ့ပါတယ်။နောက်တော့ထရူမန်ကအိမ်ရဲ့အောက်ခြေခန်းမှာအိတ်နေရာကနေလုံးဝပျောက်ကွယ်သွားပါတယ်။အဲ့ဒီခါမှာရုပ်ရှင်အဖွဲ့စီကလုံးဝပြာရာခတ်သွားပြီးတော့ထရူမန်ကိုပျောက်တာကိုလိုက်ပြီးတော့ရှာဖွေပါတော့တယ်။နေဘက်အချိန်ကို ပြောင်းလဲလိုက်တာတော့မှထရူမန်ကိုရှာမတွေ့ခဲ့ဘူး။ဒါပေမဲ့မြို့စုံတနေရာမှာထရူမန်ကိုပြန်ပြီးတော့ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ။ Truman ဟာသူ့အရင်ကကြောက်ခဲ့တဲ့ပင်လယ်ကိုမကြောက်တော့ဘဲနဲ့သူ့ရဲ့ရှာဖွေမှုကိုရွက်လင်ပြီးတော့စတင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကသူ့ရဲ့အချစ်ကိုရှာဖွေဖို့အတွက်ဖြစ်ပါတယ်။အဲဒီအခါမှာ Driver ကအရန်ကိုဒေါ်လာထွက်သွားပြီးတော့ Truman ကိုလေမုန်တိုင်းတွေပြင်းထန်အောင်ဖန်တီးပြီးတော့ဒုက္ခတွေ့အောင်လှုပ်ဆောင်လိုက်ပါတယ်။အဲ့ဒါနဲ့အားမရသေးတဲ့အခါမှာ Driver ကလေပြင်းမုန်တိုင်းမှာထပ်ပြီးတော့ဖန်တီးလိုက်တဲ့အခါမှာ Truman ရဲ့ရွက်လီတစ်ခုလုံးကတိမ်းမောက်သွားပါတယ်။ မုံတိုင်းတွေငြိမ်သွားပြီးတော့နေပြန်ထွက်လာတဲ့အခါမှာသူဟာပုံမှန်တိုင်းရွက်လွင့်ပြီးတော့သူ့ရဲ့ခရီးကိုပြန်လည်စတင်ခဲ့ပါတယ်ရိုက်တာကလည်းသူ့ကိုထပ်ပြီးတော့မနှောက်ယှက်နိုင်တော့ပါဘူးနောက်ဆုံးတော့ပင်လယ်ရဲ့အဆုံးကိုရွက်လွင့်ပြီးသွားတဲ့အခါမှာဒီအတူရောင်ကဘာရဲ့ထွက်ပေါက်ဖြစ်တဲ့လီကားကိုတွေ့ရှိသွားပါတယ်ဒီလီကားအတိုင်းတက်သွားပြီးတဲ့အခါမှာဆိုရင်ရိုက်တာကသူ့ကိုပြောပြခဲ့ပါတယ်အပြင်လောကဟာဆိုရင်လည်းအခုလိုမျိုးအလိန်အညာတွေနဲ့ပြည့်နေနေတယ်ဒါပေမဲ့ဒီကဘာမှာစုံတော့မင်းဟာအားလုံးရဲ့ အယုံဆိုင်မှုကိုရရှိနေပါတယ်။ထရူမန်ဟာသူ့ကိုနှစ်30လုံးလုံးအလိန်ညာတွေနဲ့ထိန်းချုပ်ခဲ့တာကိုမကြည်မနှက်ဖြစ်ပေမဲ့လည်းသူဟာကျုံးပြပြီးတော့သူပြောနေကြစကားအတိုင်းပြောပြီးတော့ထွက်ပေါက်ကိုအတိုင်းကိုထွက်လာခဲ့ပါတယ်။နောက်ဆုံးတော့ဒရိုက်တာသူတို့နှစ်30ပြတ်တက်လာတဲ့ live show စီစဉ်ကြီးကိုရပ်တန့်လိုက်ပါတော့တယ်။